ားလုံးမင်္ဂလာပါအဲဒီနေ့မှာတော့ AirPod Pro 3နဲ့ AirPod Pro 2တွေမှာပဲပါဝင်ထားတဲ့ Apple ရဲ့ဒါဒီကျန်းမာရေးစစ်ဆေးမှုအနေနဲ့လုပ်လို့ရမယ် Hearing Test ဆိုတဲ့ feature လေးကြောင့်ပြောသင်ချင်ပါတယ်ဒီ feature လေးကတော့ AirPod Pro user တွေအနေနဲ့ကိုယ့်ရဲ့နားဘလောက်ထိကောင်းနေလဲနားလေးမှုရှိမရှိကိုတိုင်းတာပေးမယ်ပစ္စည်းတစ်ခုနဲ့ပြောင်းလဲပေးမယ် feature လေးပဲဖြစ်ပါတယ်အဲပုံမှန်ဆိုရင်တော့ကျွန်တော်နားနှာခေါင်းလေးကြောင့်ဇီယိုနေမှာသွားပြီးတော့မှဒီလိုမျိုးတိုင်းတာမှာပဲ audio ground အနေနဲ့ရပြီးတော့ကိုယ့်ရဲ့နားဘယ်နဲ့ညာမှာ တစ်ဖက်နဲ့တစ်ဖက်လည်းဘယ်ဘက်နာတော့ဘလောက်အထိအတန်ကြားနိုင်မှရှိသေးတယ်ဆိုတာကိုလည်းတိုင်းနိုင်မှာဖြစ်ပါတယ်အဲဒီ feature လေးကိုနဲ့နောက်ဆက်တွဲ app ကနေပြီးတော့သူရဲ့နှစ်ချက်ကိုဒါသချင်းနားထောင်မှုတူမဟုတ်ပဲね hearing aid လို့ခေါ်တဲ့အဲနားကြားကြိယာအနေနဲ့အဲဗာတုံးလို့ရမယ်ကုညီပြီးတော့ကိုယ့်ရဲ့အဲပတ်ဝန်းကျင်နဲ့ဆက်သွယ်စကားပြောဆိုတဲ့အချိန်ကြာရင်နားကြားကြိယာပြီးတုံးလို့ရမယ် hearing aid feature လေးကိုလည်းဘယ်လိုလဲဖွင့်ပေးသားမှာဖြစ်ပါတယ်ဒါပြင်ကိုက ဆူအရန်ဆူညံနဲ့ပတ်ဝန်းကျင်နဲ့ရောက်သွားမယ်ဆိုရင်လည်းဒီနေရာကလေးကိုအသုံးပြုပြီးတော့မှကိုယ့်ရဲ့နာကိုဆူညံတဲ့နေရာနဲ့ကာကွယ်ပေးမယ် hearing protection ဆိုတဲ့ feature လေးကိုလည်းအသုံးပြုနိုင်မှာဖြစ်ပါတယ်အကြမ်းရင်းတော့ AD decibel တဲ့ပို့ပြီးတော့ဆူညံတဲ့အတန်လေးကြားရမယ်ရှစ်တဲ့ပတ်ဝန်းကျင်နဲ့ရောက်နေမယ်ဆိုရင်ဒီနေရာကလေးကကိုယ့်ရဲ့နာတွေကိုအဲ့လိုဆူညံတဲ့နေမဝင်သွားအောင် short ချပေးမယ် feature လေးဖြစ်ပါတယ် hearing test ကိုလုပ်ဖို့အတွက်ပထမဆုံးအနေနဲ့တော့ဒီ test လုပ်မယ်ကိုယ့်ရဲ့အခန်းကပောင်းဝင်ခြင်းဆူညံတဲ့နေမရှိဘဲနဲ့တိတ်ဆိတ်နေရမှာဖြစ်ပါတယ်ပြီးပြီးဆိုရင်ကိုယ့်ရဲ့အသက်ကတော့ session နဲ့ကြော်နေရမှာဖြစ်ပါတယ် ပထမဆုံးအနေနဲ့တော့သူကဒီတက်ထားတဲ့နှကြက်တွေလုံမလုံဆက်သက်ဆစ်ဆစ်ပေးမှာဖြစ်ပါတယ်ပြီးပြီဆိုရင်နားနှစ်ဖက်လုံးလုံပြီဆိုတာနဲ့တော့သူမှနားတစ်ဖက်တစ်ချက်စီမှာဘယ်ဒီညာတွေကိုအတန်လိုင်းတွေကိုတစ်ဖက်စီလွတ်ပြီးတော့မှဆက်သက်ပေးမှာဖြစ်ပါတယ်အဲ့ဒါကိုမှကိုကနားထဲမှာလွတ်တဲ့အတန်ကိုကြားရင်ကြားသလို screen လေးကိုပုတ်ပြီးတော့လှုပ်သွားပေးရမှာဖြစ်ပါတယ် ဘေဗနာပြီးသွားရင်ဆိုရင်တော့ညာဘနာကိုပြန်စစ်မှာမဖြစ်ပါတယ်ကျွန်တော်စစ်စည်းတဲ့ reset ရာကျွန်တော်ရဲ့ဘေဗနာက21 decibel အထိကျပါတယ်ညာဘက်ကတော့22 decibel အထိကျပါသေးတယ်အကြမ်းမြင့်တော့ reset ကအကောင်းပါတယ် အကိုတိုင်းထားထားတဲ့ကိုယ့်ရဲ့ hearing test result အားလုံးကို hub application ရဲ့ hearing ဆိုတဲ့ session မှာဝင်ရောက်ပြီးတော့မှအချိန်မီပြန်ပြီးတော့ကြည့်ရှုလို့ရမှာဖြစ်ပါတယ်။ဒီနေရာမှာလည်းကိုယ့်ရဲ့တိုင်းထားတဲ့ result ကဘယ်လိုဖြစ်နေလဲဆိုတာကိုတခြား reference value တွေနဲ့ဝင်ပြီးတော့ကြည့်ရှုလို့ရမှာဖြစ်ပါတယ်။ဥပမာအဖြစ်တော့ show more data ကိုပြပြီးတော့နှိပ်ဝင်နှိပ်ပြီးတော့အဲ့ဒီထက်မှာ 26 decibel ထဲနည်းတဲ့အတန်တွေကိုကိုကနားမကြားတော့ဆိုရင်တော့ mind loss ဖြစ်နေတာဖြစ်ပါတယ်41 decibel ထဲနည်းတဲ့နေတဲ့အတန်တွေကိုမကြားတော့ဆိုရင်တော့ moderate loss ဖြစ်နေတာဖြစ်ပါတယ်အဲဒီထက်ဆိုးရတယ်ဆိုရင်တော့ဒါ61 decibel ထဲနည်းတဲ့အတန်ကိုပြောမစင်တော်ကြီးနားလေတဲ့အဆင်ရောက်နေဖြစ်ပါတယ် profound loss ဆိုတာကတော့လုံးဝကိုဘာတမ်းမှမကြားတော့တဲ့အဆင်လောက်ဖြစ်ပါတယ်81 decibel ထိအရှိတဲ့အတန်ကိုမကြားတော့တာဖြစ်ပါတယ်အခု AirPod Pro 3ကိုအသုံးပြုပြီးတော့မှ မိုင်းလော့စ်နဲ့မော်ရီလော့စ်လောက်ကတော့ Apple ရဲ့ hearing aid ကိုအသုံးပြုပြီးတော့မှဒီနှစ်ချက်တွေကိုနားကြားကြရပြည့်တနည်းအားဖြင့်တော့နားဟိုချဲ့ပြီးမယ်စကားပြောရင်အသုံးပြုလို့ရမယ်နာကြကရိယာအခုကရိယာအဖြစ်ကောင်းကောင်းကြီးအသုံးပြုလို့ရမှာဖြစ်ပါတယ်အခုတိုင်းတာထားတဲ့ hearing test result တွေကိုလည်းကိုယ့်ရဲ့ဆရာဝန်စီကို PDF နဲ့ ဒါ export လုပ်ပြီးတော့ sharing လုပ်လို့လည်းရတယ် email လည်းပို့လို့ရတယ်ဒီလိုပဲကိုယ့်ရဲ့ computer တွေကို airdrop နဲ့ပို့လိုက်မယ်ဆိုရင်လည်းပို့လို့ရမှာဖြစ်ပါတယ်နောက်ထပ် feature တစ်ခုကတော့ကိုယ့်ရဲ့မှာ AirPod Pro 3လည်းမရှိဘူးဒါမှမဟုတ်ရင်လည်းဆေးရုံမှာဆန်းသက်တဲ့ reset တစ်ခုကိုအာကိုယ့်ရဲ့ phone ထဲမှာထည့်ထားခြင်းနဲ့ဆိုရင်လည်းဒီ hack application တွေက hearing မှာသူက scan ဖတ်ပြီးတော့တိမ့်ဆက်လို့ရပါတယ် scan ဖတ်လိုက်တာနဲ့ဒါက audio gran ဆိုတော့သူကအလိုလျောက်သိပါတာလေအာဒီမှာဆိုရင် hack application ရဲ့ hearing မှာဝင်ပြီးတော့ သူ့ရဲ့အပေါ်မှာရှိတဲ့အပေါင်းလေးကိုနှိပ်ပြီးတော့မှစောစောကကိုစကန်ဖတ်ထားတဲ့ audiogram ကိုဖွင့်ပြီးတော့စကန်ဖတ်ပြီးတော့မှကိုရဲ့ head application နဲ့မှကိုရဲ့နားနဲ့ပတ်သက်တဲ့စမ်းသပ်ထားတဲ့ hearing test လေးကိုအလိုက်ရုံပဲဖြစ်ပါတယ်အဲ့တော့ပုံမှန်ဒီလိုကိုရဲ့နားရဲ့နားကြားမှုတိုင်းတာပေးတဲ့ audiogram လေးကိုရရှိခြင်းလို့ဆိုရင်တော့တော်တော်လေးကိုရှုပ်ထွေးတဲ့အစီအစဉ်လေးဖြတ်တန်းပြီးမှလောရမှာဖြစ်ပါတယ်အစီအုံမှာဆိုရင်စေယုံသွားပြီးတော့ကျွမ်းကျင်တဲ့ပညာရှင်ကတိုင်းတာပေးမှာပဲ ဒီလို audiogram ကိုရရှိမှာဖြစ်ပါတယ်အခု AirPod Pro 3ကတော့သူ့ရဲ့ hardware software နဲ့သူ့ရဲ့ ecosystem ထဲမှာအလွယ်တကူပဲဒီလိုမျိုးကိုယ့်ရဲ့နားအကိုတိုင်းတာပြီးတော့ audiogram ကိုရရှိအောင်လုပ်ပြီးသွားတာဖြစ်ပါတယ်အဒီ audiogram ရရှိလာတဲ့ audiogram တွေကိုလည်းကိုယ့်ရဲ့ head application ထဲမှာဝင်ပြီးတော့အာတခါလဲတင်ထားလို့လည်းရတယ်ကိုယ့်ရဲ့ဆံဝင်ကို PDF file နဲ့ export ထုတ်မယ်ဆိုလည်းထုတ်လို့ရမှာဖြစ်ပါတယ်ဒီလိုပဲတခြားကိုကိုမှာ AirPod Pro 3မရှိတော့လဲ တခြားနဲ့တိုင်းထားပြီးတော့မှဒီရရှိတာရဲ့ audio program ကိုကိုယ့်ရဲ့ application နဲ့မှဒီရရှိတာရဲ့ graph ကို scan ဖတ်ပြီးတော့တင်ထားမှဆိုလဲတင်ထားရမှာဖြစ်ပါတယ်